ပေါ်လာမျိုးလို့ဘာမှမဟုတ်သေးတယ်ပေါ်တော့ဒီဘယ်လိုခေါ်မလဲ Facebook မှာနာမည်ကြီးရဲ့အတွဲလေးတော့ဟဲ့အတွဲဒီအတွဲလေးချစ်တာချစ်တာဆိုပြီးအားပေးကြရဆိုတကယ်မင်းသားမင်းသမီးတွေလာလို့ရှင်ဘယ်တော့ပျော်လိုက်မလဲနော်ဟုတ်တယ်အမှုပညာရှင်ဆိုလို့ကိုကူကူပြောတာမဟုတ်เนาะတကယ်အမှုပညာရှင်တွေကိုပြောပြတာအဲသူတို့သွားစေခြင်းတယ်ဘာလို့ဆိုတော့ဟုတ်တယ်မျော်လင်းနေကျွန်တော်လောင်ကိုကြီးချမ်းမောင်နဲ့မှားတယ်ဆိုတော့သိရမလားသူတို့အရန်အားတက်တာပေါ့เนาะရှင်သင်ရဘဝမှာပညာဉာဏ်မြင့်မှာသွားလဲဆိုတော့လေ တန်ဝေးကားတစ်ခုရသွားတာပေါ့နော်ဒါတော့မှအဲ့ဒီတော့ကိုကိုရှိမှငလင်လောက်ကစာပဲရှိသေးရယ်ကိုမရောက်သေးဘူး28 29 30ပါတယ် TikTok တို့ပါတော့မတက်လာတာကြည့်ပြီးရခါမှာပြန်ဖြစ်တော့နည်းနည်းပဲရစ်တော့အများကြီးရစ်တော့တကယ်ဆိုရင်လူဘဝကျတော့လာပါသူတို့ရဲ့အနေနဲ့လေ အရန်ဝန်းနေနေကြအမှုပညာရှင်တွေမျှော်လင့်နေကြတော့လှနုတိထားမိရဲ့အာလှနုကိုတွေ့တဲ့အချိန်မှာတော့အာတခါလေဆိုလို့ရှိရင်သူတို့တွေ့ဖူးချင်တဲ့မိသားမင်းကြီးရဲ့နာမည်လေးတော့ရွတ်ပြီးတော့ ဟိုတန့်တားကြရတယ်ပေါ့နော်ဟိုတာနုရောမြင်နေပေမဲ့ဟုတ်တာဆန်ကိုမြင်နေပေမဲ့လည်းဟာအေးချမ်းမောင်လားအေးချမ်းမောင်ပါလားအဲ့လိုလေးတွေလှမ်းပြီးတော့ပေါ့နော်တန့်တားကြတာလေးလာနုရောသတိထားမိအဲ့မှာသူတော်မှကဲမထူတော့ပါဘူးအေးချမ်းမောင်လာပါပြီဆိုစင်းသွားတယ်နော်စင်းသွားတော့ဝိုင်းဖက်တောင်းလျှောက်မေးတာတောင်းလျှောက်မေးအဲ့လိုဝိုင်းဖက်ကြငိုကြအဲ့လိုမျိုးဖြစ်တယ်လာနုနှစ်ယောက်ကိုတည့်ရဲ့လူတွေလည်းရှိကြတယ်အဲ့ဆေးရုံမှာပဲဖြစ်ဖြစ်ဟိုပေါ့အလှခံတဲ့နေရာမှာပဲဖြစ်ဖြစ်ဟိုလာပြီးတော့ထမင်းထုတ်စီတဲ့အချိန်မှာပဲဖြစ်ဖြစ်အဲ့ဒီအတွဲလေးတည့်တယ်အားပေးနေတယ်တပုတ်ရဲရအောင်ဆိုသူတို့အတွက်ခဏတာသူတို့ ပျော်သွားတယ်အဲအဲ့ဒါလေးကကုတူရတာပေါ့ရှင်ဟုတ်တော်တော်ဈေးကြီးရတိလားအဲ့မှာလေဘုန်းကြီးကျောင်းမဟုတ်ဦးကစောင်းဝါလို့ဖြက်ခေါင်သုံးသိန်းတောင်ဖြက်ခေါင်ဖြက်ခဖြက်ခပဲဆိုတော့အဲ့မှာလှနုတိလိုက်တာအစားတောက်တယ်မုတ်တယ်ရေတွေကတော့လုံလောက်နေပြီဖြိုက အဆောက်အဦဖြိုကားတွေအတွက်လူတွေအရန်လိုနေတယ်ပေါ့နော်တကယ်လို့လှူနိုင်တဲ့တထေးတွေကနေပြီးတော့မှအဆောက်အဦဖြိုကားရှင်းကားတွေဘာလို့သိန်း300လောက်သိန်း300နဲ့သိန်း900လောက်ထိပေါ့အဲ့တော့မုတ်ဦးလေးတောင်3သိန်းတောင်းတယ်ဆိုစဉ်းစားကြည့်ရပေါ့နော်အဲ့လိုမျိုးဆိုရဲအခါကျတော့အဲ့ဒီဟာအတွက်ကိုအရန်ကုန်မဲ့လူမလို့ရှိစားတယ်သူအလှငွေအရန်လိုမှာနော်ဟုတ်ကဲ့တော်လဲဆိုတော့လေတံဝေးကားတစ်ခုရသွားတာပေါ့နော်ဒါတော့မှအဲ့ဒီတော့ကိုကိုရှိမှငလင်လောက်ကစားပဲရှိသေးရယ်ကိုမရောက်သေးဘူး28 29 30မှာတယ် TikTok တို့ပါတော့မှတက်လာတာကြည့်ပြီးရခါမှာပြန်ဖြစ်တော့ နည်းနည်းပဲရစ်တော့အများကြီးရစ်တော့ရစ်တာရှော့လိုက်တာအဲ့ဒါရှော့လိုက်တာကြောက်တော့အချိန်လေးမှာချစ်ရတာလေဘယ်ရမှမမြင်ဘူးလေညာအလုံးကတင်ကတည်းကပဲသူတို့ကျွန်တော်ဆိုရဲခဏပဲတွေ့ရတာခဏပဲတွေ့ရတဲ့အချိန်မှာရှိနေတဲ့အချိန်လေးမှာကျွန်တော်ကတော့ချစ်ပေးချင်တာပေါ့အဲ့တော့ဒီငလျင်တင့်ဝမ်းတဲ့လူတွေလည်းဒါတွေကိုတံဝေကရပြီးတော့ဘယ်အချိန်မှမဖြစ်ဖြစ်မေတ္တာတွေပဲပေးပါလို့ပြောချင်တာပေါ့နော် လူကြပါလူပါလူနိုင်တဲ့လူတွေကလူကြပါပေါ့နော်ဒါပေမဲ့လှနှိုးလို့လူလူမျိုးကြတော့ဆယ်ဖို့တဖို့လောက်ပဲလူနိုင်တဲ့လူတွေရှိတယ်။အဲ့တော့လှနှိုးကြတော့လှုပ်အားပေးပေါ့နော်လှုပ်အားပေးလေးပဲလှနှိုးလူနိုင်တာပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးတဲ့အခါကျတော့ဟောအလူအတန်းကဟို꽈သွားတာပေါ့နော်အဲ့လိုတော့ရှိပါတယ်။လူစွန်ငွေကြီးမှမဟုတ်ပါဘူး။ဒီဟိုပထမ်းပါဠိတော်ရွတ်တယ်ပြောတာဟိုဖယ်ကုံတော်ကြီးပွားနေမယ်။ဒါလည်းကုသိုလ်ရတယ်။ကုကုသိုလ်ရနေဟာကိုသူများကိုဆုံးပါသွားတဲ့လူတွေကိုပြန်ပြီးတော့အမြောက်ပေးဝေလို့ရတာပေါ့နော်။ဒီငွေကြီးတစ်ခုလည်းမဟုတ် အာမဂျူရိုဆိုလို့ရှင်လာနရိုအုပ်စုဆိုရင်သင်္ကန်းနဲ့ဝတ္ထုနဲ့ပေါ့နော်ဘုံကြီးချောင်းငါးချောင်းเนาะသွားပြီးရဲ့အခါကျတော့တည်ဆုံသွားတဲ့သူတွေအတွက်ကိုအမျှပေးဝေးတာမျိုးလုပ်တယ်ပေါ့နော်ဒါလည်းအလူပါပဲဟိုအများကြီးတင်းထောင်တဲ့ချီမလူနိုင်ပေမဲ့လည်းဒါလည်းပဲအလူပါပဲရှင်ဆိုတော့ဟိုပြီးတော့ Facebook မှာပေါ့နော်သူများတွေဟိုနှမချင်းမဆာမနာရေးတာတွေဒါလေးတွေကိုမရေးခြင်းနဲ့မရေး မရေးဘဲနဲ့လှူပေးကြပါလို့ပြောချင်ပါတချို့ဆိုတော်တော်လေးရေးတာပုစုပက်ဆက်ပေါ့နော်ဟုတ်ဟိုပါလေကြံခဲ့တဲ့လူကိုဝန်းနေသွားအောင်အားငယ်သွားအောင်ရေးတာတွေလာလို့တွေ့ရတယ်ရှင်အပြစ်တင်တဲ့စကားလေးတွေပေါ့နော်ခံစားရတဲ့လူကိုဟိုအားမပေးဘဲနဲ့အပြစ်တင်တာလေးတွေရေးကြအဲ့တော့အဲ့အစားလေးအဲ့ဒါလေးရှုပ်ပေးပါလို့လာလို့ပြောချင်ပါအဲ့ဒါအလှူပဲနော်ဟုတ်တယ် ခုအင်းလေးကိုသွားဖို့အတွက်လန်နူကိုဖိတ်ကြားထားရှိရရှင်ဟိုဖိတ်ကြားထားဆိုတော့ဟိုပေါ့နော်တချို့ကြတော့လန်နူကိုလိုက်စေချင်တယ်ပေါ့နော်လိုက်ပြီးတော့လန်နူကိုပဲဥဆောင်ပြီးတော့လှူပေးပါသူတို့ကအနောက်ကနေပြီးရခါကြငွေကြီးတွေဟောထောက်ပံ့ပေးမယ်ဆိုတာရှိတယ်ရှင်ဒါပေမဲ့တခါလေကြတော့လန်နူမှာကြည်ရအရှိတယ်ကိုကိုတိုင်းကလည်းကိုအိမ်မှာကအာမီးမမှန်မလာတာရဲမိုးတွေအခုရွာတဲ့ခါကျမိုးရေယိုတာရဲကိုကအပေါ်ဆုံးတက်မှနေတာ哦ဆိုတဲ့အခါကျတော့ကို့မှာဆောင်ရှောက်ရမယ့်ကလေးတွေလည်းရှိသေးတယ်အခန်းပေါ်တွေရှိတဲ့အခါကျတော့ပြီးရင်ခရီးသွားပြီးပြန်လာလို့ရှိရင်ဒီကိုလုံးကိုက်ခဲ ဲပြီးမိညောင်လို့လည်းနားတယ်ကိုယ့်ရဲ့အသက်အရွယ်အရာပေါ့နော်ကိုယောဂာနဲ့ကိုဒါတွေလည်းကြည်ရသေးတယ်ဆိုတော့ဟိုလှမ်းလို့အနေနဲ့တစ်ခါလေးဆိုလို့ရှိရင်ခေါ်သည့်တိုင်အောင်တော့မှညင်ရတာလေးတွေရှိတယ်ပေါ့နော်ဥပမာပျော်ပွဲဆိုလို့ရှိရင်ပျော်ပွဲလို့ဆိုလို့ရှိရင်လှမ်းလို့အာပြင်မနာပြန်လာလာခြင်းအဲ့ဒါပြင်မနာနော်ပြင်မနာပြန်လာခြင်းနောက်နေ့မှပျော်ပွဲရောမသွားနိုင်လို့ညင်လိုက်ရတာရှိရဲ့ရှင်ဟုတ်အမှုပညာရှင်တွေလည်းသွားတင်တာပေါ့နော်တို့ကဆော့ဆော့လိုမျိုးအရန်ချစ်ကြတယ်အဲ့ဒီနေရလူတွေဆိုမြို့ပညာရှင်တွေရောရန်ချစ်ကြတဲ့အခါမှာဟိုလမ်းမျိုးလို့ဘာမှမဟုတ်သေးတဲ့ဘောနော်ဒီဘယ်လိုခေါ်မလဲ Facebook မှာနာ မယ်ကြီးရဲ့အတွဲလေးတော့ဟဲ့အတွဲဒီအတွဲလေးချစ်တာချစ်တာဆိုပြီးအားပေးကြရဆိုတကယ်မင်းသားမင်းသမီးတွေလာလို့ရှင်ဘလောက်ပျော်လိုက်မလဲနော်ဟုတ်တယ်အမှုပညာရှင်ဆိုလို့ကိုကူကူပြောတာမဟုတ်เนาะတကယ်အမှုပညာရှင်တွေကိုပြောပြတာအဲသူတို့သွားစေခြင်းဘာလို့လဲဆိုတော့ဟုတ်တယ်မျော်လင်းနေကျွန်တော်လောင်ကိုအေးချမ်းမောင်နဲ့မှားတယ်ဆိုတော့ တည့်ရမလားသူတို့အရင်အာတက်တာပေါ့နော်အဲ့လိုမျိုးသူတို့လာစေချင်တာတခြားမအောင်လာစေချင်တာသူတို့အဲ့လိုဖထားချင်တာအဲ့လိုမျိုးနော်အဲ့လိုမျိုးပြောအဲ့အဲ့ပြောပြလိုက်တယ်ဥမာကိုပိုင်တကုံတို့ဘာလို့လဲလာနေတယ်ကျွန်တော်လမ်းမှာတွေ့တယ်အားမငယ်နေနော်အဲ့လိုမျိုးပြောခဲ့တာ